ထိုင်းဝန်ကြီးချုပ်အနုတင်ချန်ဗီရာကွန်ဟာကွာလာလမ်ပူမြို့အာဆီယံတည်တည်ဆွေးမှာအာဆီယံဥက္ကဋ္ဌမလေးရှားနဲ့အမေရိကန်ပြည်ထောင်စုရဲ့ရှေ့မှောက်မှာကမ္ဘောဒီးယားဝန်ကြီးချုပ်နဲ့ပူးတွဲညင်ညာချက်တစ်စောင်းကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။ဝန်ကြီးချုပ်နဲ့ပြည်ထောင်ဝန်ကြီးအနုတင်ဟာအာဆီယံဖွဲ့ဝင်10နိုင်ငံလုံးကခေါင်းဆောင်နေတဲ့အတူမလေးရှားနိုင်ငံကွာလာလမ်ပူမှာကျင်းပနေတဲ့ 49ကြိမ်မြောက်အာဆီယံထိပ်သီးစည်းဝေးနဲ့ဆက်ဆက်စည်းဝေးတွေကိုတက်ရောက်နေပါတယ်။မလေးရှားဝန်ကြီးချုပ်နဲ့အာဆီယံဥက္ကဋ္ဌဖြစ်တဲ့အန်ဝါအီဘရာဟန်ကလက်တလောကမ္ဘာစင်ခုံမှုတွေကြားမှာအာဆီယံဟာခိုင်ခိုင်မာမာဆက်လက်ရည်တည်နေဆဲဖြစ်ပြီးထိုင်းနဲ့ကမ္ဘောဒီးယားကြားငြိမ်းချမ်းရေးသဘောတူညီချက်ဟာယုံကြည်မှုတက်တည်နဲ့အနာဂတ်အတွက်ဘုံမျှော်မှန်းချက်တွေကိုထင်ဟပ်နေတယ်လို့သူ့ရဲ့အဖွဲ့မှစကားမှာပြောကြားခဲ့ပါတယ်။နှစ်နိုင်ငံတွဲဆုံဆွေးနွေးရေးနဲ့ပြည်လဲတည်မြဲရေးကိရိကူအတွက်နိုင်ငံတစ်ခုစလုံးကိုကျေးဇူးတင်တယ်လို့လည်းပြောကြားခဲ့ပါတယ်။ ဒီနေ့မှာဝန်ကြီးချုပ်အနုတင်လက်မှတ်ရေးထိုးခဲ့တဲ့ကိုလန်လပူငင်းချမ်းရေးသဘောတူညီချက်ဟာရေရှည်တည်တဲ့နယ်ငင်းချမ်းရေးအတွက်အခြေခံအုတ်မြစ်တွေဖြစ်ပြီးရေရှည်တည်ငင်းအေးချမ်းရေးအတွက်အခြေခံစည်းမျဉ်းတွေကိုလည်းဖော်ပြထားတယ်လို့ဆိုပါတယ်။ကမ္ဘောဒီးယားနိုင်ငံကလက်နက်ကြီးတွေနဲ့ပြန်ရုပ်သိမ်းမှုနဲ့ပူရဲမိုင်းရှင်းလင်းရေးလုပ်ငန်းတွေစတင်မှုသဘောတူညီခဲ့ပြီးနေဆက်ဖြတ်ကျော်ရာဇဝတ်မှုနှိမ်နှင်းရေးနဲ့ နှစ်နိုင်ငံနယ်နိမိတ်သက်မှတ်ရေးတွေမှာပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။အပြန်လည်အနေနဲ့ထိုင်းနိုင်ငံကလည်းပေးထားတဲ့ဂရီကွက်တွေကိုဖြည့်ဆည်းပေးသွားမှာဖြစ်ပြီးနောက်ပိုင်းစစ်တုံးမန်း18ဦးကိုဂျနီဗာသဘောတူညီချက်ဂျနီဗာကွန်ဗင်းရှင်းနဲ့အညီပြန်လည်လွှဲအပ်မှာဖြစ်ပါတယ်။ဒီသဘောတူညီချက်ကိုအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်နဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်တို့ရဲ့ရှေ့မှောက်မှာလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ဝန်ကြီးချုပ်အနုတင်ဟာကုန်သွယ်ကုန်ညှိနှိုင်းမှုတွေအတွက်အမေရိကန်ရဲ့အထောက်ပံ့ကိုရယူဖို့ ဇီဝရေးပူပေါင်းဆောင်ရွက်မှုတိုးမြှင့်မှုနဲ့အွန်လိုင်းငွေလိမ်ကုန်ရက်တွေတက်ဖြတ်ရေးမှာပူးတွဲကြိုးပမ်းမှုပါဝင်လုံခြုံရေးပူပေါင်းဆောင်ရွက်မှုတွေအတွက်သမရထရန့်နဲ့ထိတ်တိုက်တွဲဆုံဆွေးနွေးမှုကိုလည်းစီစဉ်ထားပါတယ်ခင်ဗျာ။